မြန်မာတပ်မတော်ကြရုရှားထုတ် MI-380 ရဟတ်ယာဉ်စေရေးဆန်းဆောင်ရေးဘလို့ရှိလဲ MI-380 ရဟတ်ယာဉ်ရဲ့ခေတ်မီနီပညာနဲ့စစ်စင်ရေးဆိုင်ရာအာသာချက်နဲ့အားနည်းချက်များပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်အခုလိုမျိုးကမ္ဘာအရေးမြမအရေးသတင်းတွေကိုသတင်းခေတ် Channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်လို့ Channel လေးကို Subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် မြန်မာပြည်ရင်းစစ်စင်ရေးတွေမှာလေရင်တွေရဟတ်ရင်တွေမကြခနာပြက်ကြပြစ်ချခံနေရတဲ့မြန်မာတမရော်အတွက်ရုရှားနိုင်ငံချုပ် MI38 တရဟတ်ရင်၃စီးကိုအခုစက်တင်ဘာလထဲမှာပို့ဆောင်ပေးခဲ့ပါတယ်။ DVB ကဖော်ပြခဲ့တဲ့သတင်းမှာဆိုရင်ဝယ်ယူခဲ့တဲ့ရဟတ်ရင်၃စီးရဲ့တစီးဟာအရေးကြီးပုံကိုယ်ရေးစီနင်းမှုစိန်ခံပစ္စည်းတွေနဲ့မုံမှန်ထားပြီးစံနေနှစ်စီးကတော့တည်ယူပို့ဆောင်ရေးပုံစံတွေဖြစ်ပါတယ်။ ဒီသုံးစီအတွက်ကုန်ကြငွေကယူရိုတန်60နီးပါးဖြစ်ပြီးလေရင်မှုနဲ့မြေပြင်ထိန်းသိမ်းရေးတည်နှံတွေအတွက်ယူရိုနှစ်တန်းကျော်ထပ်မံကုန်ကြခဲ့တယ်လို့ဖော်ပြထားပါတယ်အဲ့ဒီတဲ့မှာဆိုရင်စစ်ဘက်ဆိုင်ရာနဲ့မသက်ဆိုင်တော့တဲ့လူတွေရဲ့ခံမှန်းချက်ဝေဖန်ချက်တွေနဲ့တုံ့တက်ချက်တွေကိုပါတွေ့မြင်ရပါတယ်။အခုအသေးရလာတဲ့ MI38D ရဟယင်ဟာအင်ဂျင်နှလုံးတက်အလန်စားဘတ်ဆောင်တုံးသိယူပို့ဆောင်ရေးရှင်ဖြစ်ပြီး MI70D ရဟယင်တွေထော်လုပ်တဲ့ Russian helicopter ရဲ့နောက်ထပ်စက်ရုံတစ်ခုဖြစ်တဲ့ Kazan helicopter စက်ရုံကနေထော်လုပ်ပါတယ်။ တရဟရင်ဟာညဘက်တွင်ရာသီဥတုပြင်ထန်နေနေရာတွင်နဲ့ပူလွန်အေလွန်တဲ့ဒေသတွေမှာမောင်းနေနိုင်အောင်တိစောက်ထားပြီးရှောက်ဖွေကယ်ဆယ်ရေးတွေအတွက်ပါအသုံးပြုနိုင်ပါတယ်။စစ်တီအယောက်၄၀၊ကုန်အလေးချိန်၅၀၀ကျော်ထိသေးယူနိုင်ပြီးအမြင့်ပေ၂000ဝန်းကျင်တနာရီကီလိုမီတာ၂၉၀အထိကီလိုမီတာ၁၀၀၀ကျော်ကိုမရက်မနာပြန်တန်းနိုင်ကြောင်းကုမ္ပဏီရဲ့အချက်အလက်တွေမှာဖော်ပြပါရယ်။ MI-38 တွေကမြန်မာစစ်တပ်အတွက်ဘလောက်အသုံးဝင်လာနိုင်မှာသလဲ။မြန်မာစစ်ဘက်ကြီးကလည်းလုံခြုံရေးဆိုင်ရာလေလာရေးအဖွဲ့ရဲ့တာဝန်ရှိသူတယောက်က အမိုင်ဆပ်တင်းနေရာမှာအစားထိုးဖို့ပေါ့နော်အမိုင်ဆန်တင်းထက်ကိုသူကစမ်းစာရီနှစ်စာပေါ့နော်အဓိကတည်ယူပို့ဆောင်ရေးဆိုတဲ့အတွက်ကိုရှေ့ရန်စခန်းတွေမှာအရင်ကထက်နှစ်စာပို့ပြီးဖြည့်ဆည်းနိုင်မှာပေါ့သူတို့ဘက်ကအများကြီးအကျိုးရှိရပေါ့မြေပြင်မှာလမ်းကြောင်းတွေဖြတ်တောက်ထားတော့အရေးပေါ်အချိန်တိုအတွင်းမှာအင်အားဖြည့်တာရွှေပြောင်းနာတွေထိရောက်မှာပေါ့သူ့ရဲ့အားနေချက်ကအမိုင်ဆန်တင်းလိုပဲအမိုင်ဆန်တင်းကိုပြစ်ချနိုင်သူ့ကိုလည်းပြစ်ချနိုင်မှုအလားအလာရှိရပေါ့သူကတော့ရှေ့ကနည်းနည်းကြည့်တော့အတက်အဆင်းမှာနေရာကျကျလိုတယ် နောက်ပြီးလင်းရင်လဲပို့ကြည့်မယ်ဆိုတော့လက်နဲ့ရှင်ရှိတယ်လို့ပေါ့ပေးနှစ်တောင်းဆိုတာပြန်တက်နိုင်တဲ့အမြင့်ဆုံးကိုပြောတာပါအဝေးကြီးတွေသွားမှအမြင့်ကြီးတက်လို့ရတယ်နီးနီးနနဆိုတက်လို့မရဘူးဘုံကျဲရာတွေကတော့ဝိုင်တွဲတွေပဲရှိမယ်လို့ပြောပါတယ်ရဟတ်ရင်ကွင်းအကျေဝန်ကြီးကတက်စင်တာနဲ့လေ့ကျင့်ပြန်သနာတွေပြုလို့ရမှကြောင့်စစ်စင်ရေးတွေမှာချက်ချင်းအသုံးပြနိုင်မှာမဟုတ်သေးပဲအချိန်လေးလာကနေ6လဝန်းကျင်လောက်ယူရနိုင်တယ်လို့သူကသုံးသပ်ပါတယ် တဖက်မှာလည်းအနာသိမ့်ပြီးရဲ့နောက်ပိုင်းပြက်ကျဖြစ်ကြခံရတဲ့စစ်လေရင်နဲ့ရဟယင်အစည်း20ရှိကြောင်း NUG ကကွေဝင်ကြီးဌာနကစက်တင်ဘာလ9ရက်နေ့မှာထုတ်ပြန်ထားပါတယ်။အဲ့ဒီထဲမှာရဟယင်စေစီပါဝင်ပြီး MI-17 ရဟယင်ကတော့6စီးထိရှိရာကိုတွေ့ရပါတယ်။ ပူဇော်မှုကြီးမြောင်းလိုင်းဟာဘယ်လာရုစ်နိုင်ငံမှာပြုလုပ်ခဲ့တဲ့ဥရောပအာရှစီးပွားရေးဖိုရမ်ကနေအပြန်မှာရုရှားနိုင်ငံ ကိုပိုင်အုပ်ချုပ်ခွင့်ရဘူရာဂျီရာပြည်နယ်မှာရှိနေတယ်။ဥလတ်ဥတယ်လေးချောင်းဆက်ရုံကိုတွားရောက်လည်လာခဲ့ပါတယ်။ MI38 ရဟယင်ဟာရုရှားနိုင်ငံတော် MI38 ဆွဲဆောင်သောရဟယင်ရဲ့စစ်ဘက်သို့တည်ယူပို့ဆောင်ရေးမော်ရယ်ဖြစ်ပါတယ်။ရှင်ဟာရုရှားလီတရဲ့ကြော်ရုပ်ဖြစ်တဲ့ MI8 MI17 ရဟယင်စီးရီကိုအစားထုတ်ဖို့ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ခေတ်မီရဟယင်တစ်စင်းဖြစ်ပါတယ်။ အမိုက်သတိအိတ်ဒီဟယမအဓိကအားဖြင့်အောက်ပါစီဆန်းဆောင်ရီပါဝင်ပါတယ်။နံပါတ်၁တယူပို့ဆောင်ရေးဆန်းရီအမိုက်သတိအိတ်ဒီရဲ့အတွင်းမိုက်ကုန်တင်ကန်ထဲမှာအများဆုံး9000ကီလိုဂရမ်9တန်အထိတည်ယူနိုင်ပါတယ်။အပြင်ဘက်ချိန်ဆွဲပြီးတည်ယူနိုင်မှုကလည်း9000ကီလိုဂရမ်သတ်မှတ်ထားပါတယ်။စစ်တီတွေကိုတည်ဆောင်ရောင်းမှာလက်နက်ကင်စစ်သား20ဦးမှအများဆုံး40ဦးထိတည်ယူပို့ဆောင်နိုင်ပါတယ်။ ဆေးဘက်ဆိုင်ရာရွှေ့ပြောင်းရေးအတွက်အနာတရဖြစ်တဲ့သူ12ဦးအထိလဲလျောင်းတင်ဆောင်နိုင်ပြီးဆရာဝန်သူနာပြု2ဦးလိုက်ပါနိုင်ပါတယ်နောက်ပတ်ကုန်တင်တကာပါဝင်ခြင်းကကားနဲ့စပယ်စီတွေကိုအလွယ်တကူတင်ချနိုင်စေပြီးလေကြောင်းတပ်သားများခုံချနိုင်အတွက်ပါဒီဇိုင်းပြုလုပ်ထားပါရယ်။နံပါတ်1စစ်စေးရေးဆိုင်ရာစံဆောင်ရေးတနင်္လာနေ့ကီလိုမီတာ300အထိပြန်တန်းနိုင်ပါရယ်။အမြင့်ဆုံးပြန်တန်းနိုင်တဲ့အကွာအဝေးမှာ800ကီလိုမီတာဝန်းကျင်ရှိပြီးအပိုစီတိုင်းကြီးတွေတက်ဆမှာကပုံမဝေးလံတဲ့ခီကိုပြန်တန်းနိုင်ပါရယ်။ ပင်လယ်ရေမျက်နှာပြင်မှာအမြင့်ဆုံး6300မီတာအထိပြန့်တန်းနိုင်စွမ်းရှိပါသည်။အပူပိုင်းဒေသ +50 degree Celsius မှာအတိတ်ဒေသ -45 degree Celsius အထိပြင်းထန်တဲ့ရာသီဥတုအခြေအနေမျိုးစုံမှာစစ်စင်ရေလှုပ်ဆောင်နိုင်ရန်ဒီဇိုင်းထုတ်ထားပါသည်။နံပါတ်3ခေမီနီပညာနှင့်ကာကွယ်ရေးစနစ် IBK 38ပေါင်းဆက်ထားတဲ့မှတ်ကောက်ပြစနစ်ပါဝင်ပြီးတော့လေယာဉ်မှုတအူရဲနဲ့ကွန်ပျူတာစီးပို့ဆောင်ရေးမရှင်တွေကိုလှုပ်ဆောင်နိုင်ပါတယ် ရန်သူဒုံစီချင်းချောင်းမူရိကနဲ့ကာကွယ်နိုင်မှုအတွက် electronic စစ်ဆင်ရေးစနစ်တွေနဲ့မိဘထွက်ခွာစေတဲ့ကိရိယာတွေစတဲ့ကိုကံအားကာကွယ်ရေးစနစ်တွေကိုထည့်သွင်းထားပါတယ်။စစ်ဘက်သား MI38D မော်ရီကိုရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့လိုအပ်ချက်တွေနဲ့ကြီးရုရှားနိုင်ငံတွင်ထုံအစိပ်အပိုင်းတွေသာအသုံးပြုပြီးတိစောက်ထားတာဖြစ်ပါတယ်။စစ်ဘဆိုင်ရာအခက်ကဏ္ဍတွေကိုကြည့်ရင် MI38 ရဟယင်ဟာစစ်သားနဲ့ကုန်ပစ္စည်းတွေယူပို့ဆောင်တာစစ်ဘဆိုင်ရာရွှေ့ပြောင်းတာရှာဖွေကယ်ဆယ်ရေး အထူးစစ်ဆေးရေးကင်းထောက်ခြင်းနဲ့စောင့်ကြည့်ရာတွေဖြစ်ပါတယ် MI38 ရဲ့ကြီးမားတဲ့သေယူပို့ဆောင်နိုင်စွမ်းနဲ့ခင်မီနှီးပညာတွေကြောင့် MIA MI70 series တွေထပ်ပုံမကောင်းမွန်တဲ့ဆန်းဆောင်ရည်တွေကိုရရှိလာစေတာဖြစ်ပါတယ် MI38 ရဟရင်ရဲ့တံမှုနဲ့အသုံးပြုနေတဲ့နိုင်ငံတွေကိုကြည့်ရင် MI38 ဟာ MI38 ရဲ့စစ်ပတ်သုံးမော်ရီဖြစ်တာကြောင့်ဈေးနှုန်းဟာဖွဲ့စည်းပုံတက်စင်နဲ့စစ်ပတ်ဆိုင်ရာစစ်ပစ္စည်းများနဲ့ဝယ်ယူတဲ့သဘောတူညီချက်ပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ် အရဘတ်တော့ MI38 Morary အတွက်ခံမှန်းကြီး American Dollar 12တန်းမှ16တန်း2000ခုနှစ်ဝန်းကျင်ကဈေးနှုန်းခံမှန်းဆက်ရှိရလို့သတင်းရှင်းချက်တွေမှာဖော်ပြထားပါတယ်။အမိုင်380စစ်ဘတ်3မော်ရီတမိုဟာအစိုးပါအရက်ဘတ်3တမိုထက်ပုံမှန်မြင့်မားနိုင်ပါ रे ။ဒါပေမဲ့လေရုရှားကာကွယ်ရေးဝန်ကြီးဌာနနဲ့နိုင်ငံခြားဖောက်သည်တွေအတွက်တီးခြားတဲ့စစ်ဘတ်ဆိုင်ရာတမိုတွေကိုတော့ထောက်ပြန်ကြေညာထားခြင်းမရှိပါဘူး။အတံပြုတ်နေတဲ့နိုင်ငံတွေကတော့ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာ အမိုင်38ဒီဟာရုရှားနိုင်ငံရဲ့ကာကွယ်လိုအပ်ချက်တွေနဲ့ကန်ညီအောင်ပြည်ရင်းထုတ်အစိပ်ပိုင်းတွေနဲ့တိစောက်ထားတဲ့စစ်ဘက်သုံးသိယူပို့ဆောင်ရေးရဟတ်ရှင်ဖြစ်ပါတယ်။အတော်ပြူသူတွေကတော့ရုရှားလေတန်ဖက်ဒရယ်ကာကွယ်ရေးဌာနအရက်ဘတ်သူမဟုတ်ပြည်ရင်းသုံးနေမှာအတုံပြူပါတယ်။ MI38 အတွက်ပထမဦးဆုံးနိုင်ငံသားပို့ကုန်စားချုပ်ကို2020ပြည့်နှစ်ဇန်နဝါရီလမှာရုရှားနိုင်ငံပိုင်လက်နက်တင်ပို့ရေးကုမ္ပဏီကလက်မှတ်ရေးထိုးခဲ့ပါတယ် ပထမဆုံးဝယ်ယူတဲ့နိုင်ငံခြားဖော်သည်ကိုတရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိပေမဲ့ရုရှားမီဒီယာတွေရဲ့ဖော်ပြချက်အရအရှိအလဲပိုင်းနိုင်ငံတနိုင်ငံဖြစ်နိုင်တယ်လို့ခန့်မှန်းခဲ့ကြပါရယ်မြန်မာနိုင်ငံကလည်း MA38 ရဟယင်းတည်ယူပို့ဆောင်ရေးနဲ့ VIP မော်ရီများပြပို့ရန်ကံလန်ခဲ့တဲ့စီးပွားရေးစာချုပ်တွေရှိခဲ့ပါရယ်လက်ရှိချိန်မှာတော့အဲဒီ MA38 တွေကိုမြန်မာတပ်မတော်ကပြပို့လိုက်ပါပြီ MI38 ဟာလက်ရှိမှာနိုင်ငံတကာစီးကွက်ကိုအားစိုက်ထုတ်တင်ပို့ရောင်းချနေတဲ့ရဟတ်ရှင်အသစ်ဖြစ်တဲ့အတွက်အနာဂတ်မှာအာဖရိကနဲ့အာရှနိုင်ငံများပါဝင်ပို့ကုန်ဖောက်တယ်ရီပုံမှန်များပြလာဖို့မျှော်မှန်းရပါတယ်။ခေမီနီပညာနဲ့စစ်စင်ရေးဆိုင်ရာအာသာချက်နဲ့အားနည်းချက်များ MI38 ဒီကိုညာဘက်ရာသီဥတုပြင်ထန်တဲ့ပူလုံအေလုံနဲ့ဒေသများပါဝင်မြည်သည့်ပောင်ဝင်ခြင်းမျိုးမစိုးမောင်းနေနိုင်အောင်ဒီဇိုင်းထုတ်လုပ်ထားတာကြောင့်ပြည်ရေးစစ်စေရေးနေမြေတွေမှာ24နာရီစစ်စေရေးလှုပ်ဆောင်နိုင်ဖို့အထောက်အကူပြုပါတယ်။ ရန်သူဒုံကြီးတွေချိန်ချောက်မှုကိုကာကွယ်ရန် electronic စစ်ဆင်ရေးစနစ်နဲ့မီးပွားထွက်ခွာစေတဲ့ကရိယာတွေကဲ့သို့သောကိုကံအားကာကွယ်ရေးစနစ်တွေပါဝင်ပါတယ်။၎င်းစနစ်တွေဟာ MI စံတင်ထပ်ပုံမခင်မီနိုင်ပြီးလက်ရှိမြေပြင်တိုက်ပွဲတွေမှာပြစ်ချခံရနိုင်ခြေတွေကိုရှော့ချပေးနိုင်ပါတယ်။ပင်လယ်ရေမျက်နှာပြင်မှာအငင်းဆုံး6300မီတာပေး2800ဝန်းကျင်အထိပြန်တန်းနိုင်စွာကရဟတ်ရှင်ကိုမြေပြင်ကပြစ်ချခံရနိုင်စေရှော့ပါစေမယ့်အမြင့်ပိုင်းပြန်တန်းမှုတွေကိုလှုံ့ဆော်နိုင်စေပါတယ်။ MI38 ရဲ့စောစောင်ရေးမြန်မာပြည်မဲ့လက်ရှိမြန်မာပြည်ရဲ့စစ်ပွဲအခြေအနေအရစိန်ခေါ်မှုတွေရှိနေပါတယ်။ MDSI ရဲ့သုံးသက်ချက်အရ MI38 ရဲ့အရွယ်စားက MI17 ထက်ကြီးမားတာကြောင့် MI17 ကိုပြချနိုင်သို့လည်းပြချနိုင်မှုအလားအလာရှိရလို့ဆိုပါတယ်။ရှင်ကိုရဲကြီးမားခြင်းကရဟတ်ရင်ကွင်ကျယ်ဝန်းမှုလိုအပ်ခြင်းနဲ့မြင်သာထင်ရှားမှုပုံများတာတွေကြောင့်ပြတ်မှတ်ဖြစ်နိုင်ခြေကိုမြင့်တက်စေနိုင်ပါတယ်။ အန်ယူဂျီကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရအာနာသိမ်းပြီးရဲ့နောက်ပိုင်း MI-17 ရဟယင်6စီးပါဝင်စစ်ရဲ20စီးအထိပြက်ကျပြစ်ချခံထားရာကြောင့်ပခုံးထံထုံကြီးတွေနဲ့မြေပြင်ပြေလက်နက်တွေရဲ့ချိန်ဆမှုဟာ MI-38 ဒီအတွက်လည်းကြီးမားတဲ့စိန်ခေါ်မှုဖြစ်နေပါတယ်။ဝယ်ယူခဲ့တဲ့ MI-38 တွေကိုစစ်စင်ရေးတွေမှာချက်ချင်းအသုံးပြနိုင်အောင်မှမဟုတ်ပေလေ့ကျင့်တန်တမ်းမှုတွေကြီးကတက်စင်မှုတွေနဲ့ရဟယင်ကွင်းအကျယ်ဝပြစ်စင်နာတွေအတွက်၄လမှ၆လဝန်းကျင်အချိန်ယူရနိုင်တယ်လို့ဆိုရပါမယ်။ MI38 တရဟရဟမြမတမရောအတွက် MI70 series တွေတတိတတတာတာလွန်ကောင်းမွန်နဲ့စွမ်းရည်မြင့်တည်ယူပို့ဆောင်ရခြင်းဖြစ်ပါတယ်၎င်းရဲ့ကြီးမားတဲ့တည်ယူနိုင်စံစစ်စင်ရေးအကွာအဝေးနဲ့ခေမီကာကွယ်စနစ်တွေကလက်ရှိထောက်ပံ့ပို့ဆောင်ရေးအခက်အခဲတွေကိုဖြေရှင်းရမှာ၎င်းစစ်စင်ရေးထိရောက်မှုကိုတွန်းမြှောက်မှာ၎င်းများစွာအကျိုးရှိစေမှာဖြစ်ပါတယ် ဒါပေမဲ့ရဟန်းရင်ရဲ့အရွယ်စားကြီးမမှုနဲ့ပြည်ရင်းမှာရင်ဆိုင်နေရတဲ့ပကုံထန်ထုံးကြီးရဲ့ချင်းချောင်မိုရီကြောင့်စစ်စင်ရဲ့အတုံပြာမှာ MI something ရဲ့ကံကြမ္မာမျိုးမကြုံတွေ့ရဖို့အတွက်လေရင်မှုတွေအနေနဲ့ပုံမှန်မြင့်မာတဲ့လုံခြုံရေးအသိပေးမှုနဲ့ကြွမ်းကျင်မှုလိုအပ်မှာဖြစ်ပါတယ်။ MI 38D ရဲ့ဤပညာနဲ့ဆန်းဆောင်ရေးမြန်မာမှုဟာတမတော်ရဲ့လေကြောင်းဆွဲရေးကိုတိတိတတ်တာမြင့်တင်ပေးနိုင်တဲ့အကြီးအကျယ်အကျိုးမြတ်ဖြစ်တယ်လို့ဆိုနိုင်ပါတယ်ရှင်။